အပြင်ဘက်ကအမွေးဖောက်ဖွာနဲ့အစိမ်ရောက်အခွန်အထည်ကအညိုရောင်အသီးလေးတွေပါတယ်ဒီအသီးကိုချက်စနက်သီးလို့ခေါ်ကြပါတယ်ချက်စနက်ရဲ့မြန်မာနာမည်ကတော့တည့်အသီးပေါင်းတည့်အသီးလေးတွေကိုခွဲတဲ့အခါအခွန်ကိုဖြည့်ပြီးအထည်ကအစိမ်လေးတွေကိုထုတ်ယူရတာဖြစ်ပါတယ်ဟိုးလွန်ခဲ့တဲ့နေ့ရက်ကြီးလောက်ကဥရောပကတည့်အသီးမျိုးစေ့တွေဟာမူရောကတစ်မျိုးကြောင့်မျိုးတုံးပြောက်ကွယ်သွားပါတယ်ခူကျန်ရှိနေတဲ့တည့်အသီးတွေဟာအာရှမျိုးစေ့တွေဖြစ်ပါတယ်အကျိုးကျေးဇူးများတဲ့ တည့်ရသည်တွေမှာအဓိကထူးခြားချက်ကအစီနေခြင်းပါတည့်ရသည်တွေမှာအခြားသောအစိမ့်အဆန်မျိုးစုတွေနဲ့မတူပဲအစီပါဝင်မှုနေပါတယ်ဒါကြောင့်နှလုံးသားမရဲ့အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်တည့်ရသည်တွေမှာရေရှည်စွမ်းရည်ပေးနိုင်တဲ့ကာဗိုဟိုက်ဒရိတ်တွေလည်းများစွာပါဝင်ပါတယ်အမြင့်တန်များတာကြောင့်ဝမ်းမိုက်ကျန်းမာရေးကောင်းစေပြီးသွေးရည်သားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ် တရည်သီးတွေမှာဗီတာမင်စီလဲပါဝင်ပါတယ်ဗီတာမင်စီကတက်ခွေးတန်ခံနိုင်မှုကို တိုးစေနိုင်ပြီးအသားရည်ကျန်းမာရေးကိုလည်းအထောက်အကူပြုစေပါတယ်မက်ဂနီဆီယမ်ကာဘာနဲ့မက်ဂနီစတိုလည်းပါဝင်ပြီးအရိုးကိုလည်းအားကောင်းစေပါတယ်တရည်သီးမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်ကသွေးပြားထိန်းချမှုနဲ့နှလုံးလည်ပဲမှုကိုကောင်းမွန်စေနိုင်ပါတယ်